I you just reading မှာဗန်နိုင်းရဖို့ကလွယ်လားအဲ့တော့လွယ်ရမလွယ်ဘူးမပြောခင်တစ်ခါတလေမှာ exam practice တော့လုပ်နေရဲ့ဒီ sub reflection လေးလုပ်နေရပါတော့ကိုဘာလို့မှားလဲဆိုတော့ပြန်ကြည့်တယ်ဒါပေမဲ့လည်းဗန်စကောကတက်တင်တလောက်တက်မလာဘူးအဲ့လိုလေးကြုံမှုကြမယ်ချင်တယ်အဲ့တော့ဒါဘာလို့လဲဆိုတာကိုနားလည်ဖို့အတွက်ဆိုလို့ရှိရင် reading task တွေကအဖောက်စစ်တာလေဆိုတော့အကြောင်းအရာလေးကိုအရင်ဆုံးသိဖို့လိုတာပေါ့နော်အဲ့တော့ကျတို့က reading task တစ်ခုဖြေတော့မယ်ဆိုလို့ရှိရင်အဓိကတော့ language ရှိရတယ်ဒါတော်တော်များများသိကြမှာပါအဲ့တော့ language မှာအဓိက ကျွန်မ vocabulary size က vocabulary သိတဲ့တလောက်သိရတယ်ပြီးရင်နောက်ထပ်အရေးကြီးရဲ့တော်တော်များများမိတ်နေတာ soft skills တွေ reading လို့ပြောလိုက်ပြီဆိုတော့ ਨੇ သိကြတာက skimming scanning လောက်ရမယ်လို့သိကြတယ်ဒါပေမဲ့ဒီထက်ကျော်ပြီးတော့ question type တစ်ခုချင်းစီပုံမူတည်ပြီးတော့ candidate ကိုသူတို့ assess လုပ်တဲ့ skills တွေကမတူကြဘူးအဲ့တော့အာအားလုံးတို့အနေနဲ့လို့ပြောမယ်ဆိုလို့ရှိရင်ဥမာ matching headings လို့မျိုးပေါ့နော် matching headings မှာဆိုရင် ကိုက main idea ကိုရအောင်ဖတ်နိုင်ရတယ်။ဟိုမှာ true false not given နေဆိုလို့ရှိရင်ဒါစကလုံးရှာတာမဟုတ်ဘူးကျတော့ information ကို identify လုပ်နိုင်ရတယ်။ဟိုမှာ matching endings လို့မျိုးဆိုလို့ရှိရင်ကျတို့က idea connection ဘယ်လိုသွားလဲကိုကြီးစ devices လေးတွေဘယ်လိုသုံးသွားလဲဒါလေးရအစားရှိတဲ့ပြင်နားလေရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီ soft skills လေးတွေလိုအပ်နေတာကြောင့်ကိုယ့်ရဲ့အမှတ်က practice လုပ်တယ် reflection လုပ်နေပေမဲ့တက်တဲ့တလောက်မတက်တာမျိုးဖြစ်နိုင်တယ်။ဒါကြောင့်မလို့ခြေကဒီ soft skills တွေကိုသိချာအာ train လုပ်ထားတဲ့ plan လုပ်ထားတဲ့ surface တစ်ခုကိုချိန်ပြင်ဆင်ထားတယ်အဲ့တော့ပုံမှန်အတိုင်းပဲစကား platform ပေါ်မှာဒါလေ့လာမှာပါလူငယ်နှစ်လတုန်းကချေတို့ launch လုပ်ပေးရတဲ့ grammar for ielts course လို့မျိုးပဲပေါ့နော်ဒီမှာလည်းစကား platform ပေါ်မှာချေတို့ language practice တက်လုပ်ပေးရတဲ့ platform ဖြစ်တဲ့စကားမှာချေတို့ကဒီတင်ပြထားတဲ့ video တွေနဲ့ တစင်နားထောင်မယ်ကြည်မယ် practice လုပ်မယ်ဒါဆိုလို့ရှိရင်ကိုကိုကြိုက်တဲ့အချိန်လေ့လာလို့ရတဲ့ပုံစံမျိုးလေးလေ့လာရမှာအဲ့တော့ဒီ reading ကိုပဲတည်သက် band score အမြင့်ရချင်တဲ့သူတွေအတွက်ကိုတည်သက်စီစဉ်ပေးရတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ study hour ကတော့ခြေလို့9:20နာရီ20 video ကတော့25နာရီ30ဝင်းချိန်ရှိမယ်အဲ့တော့ skill တစ်ခုချင်းစီကိုအသေးစိတ် grammar features တွေကိုဒီ passage nature တွေကိုပါအသေးစိတ်ကနေပြန်ပြီးတော့သိရမှာဖြစ်တဲ့အတွက်ကို reading နဲ့ပတ်သက်ပြီးတော့ A to Z သိရမှာပေါ့နော်အဲဒါကြောင့် reading မှာ band score အမြင့်8ချက်ပေါ့နော်အဓိကအပြင်9ပေါ့9ရရဖို့လိုနေတဲ့သူတွေအတွက်ဒါတကျကတော့အဓိက target ထားပြီးတော့ပြင်ဆင်ပေးရပါတယ်9ရရဖို့လိုတဲ့သူမှမဟုတ်ဘူး reading နဲ့ပတ်သက်ပြီးတော့ကိုယ်ကမကြင်မလဲဖြစ်နေရယ်အာစာဖတ်လိုက်တယ်နားမလဲဘူးအာ question type တစ်ခုမှာဘာရင်စလုပ်အောင်လည်းမသိဘူးဘယ် base skill တွေကိုကလိုအပ်နေမယ်မသိဘူးဆိုလို့ရှိရင်ဒီ course လေးကိုကိုကလေ့လာလို့ရပါတယ်အဲ့တော့ဒီ course အတွက်ကို share တို့ July 20မှာ launch လုပ်ပြီးမှာအဲ့ဒီ launch လုပ်မဲ့အဲ July 20ရက် launch လုပ်မဲ့ course အတွက်ကိုအခု enroll လုပ်ထားလို့ရပြီအခု enroll လုပ်မဲ့သူတွေအတွက်လည်း Alibaba discount တွေ season ပေးတာရှိပါတယ်အဲ့တော့ဒီ course လေးကိုစိတ်ဝင်စားနေဆိုလို့ရှိရင်ဒီ share တို့ messenger ကနေဆက်သွယ်လို့ရတယ်အဲ့လိုမှမဟုတ်ရင်လည်းကျတို့တနင်္လာအင်္ဂါပို့တူဘူးတောက်ကြစနေတနင်္ဂနွေမှာ IELTS foundation တန်း preparation တန်းတွေရှိရဲ့စနေတနင်္ဂနွေဆိုရင်တော့မနက်ပိုင်းတန်းတွေကျတို့စီစဉ်ပေးရတယ်အတန်းတွေကတော့ပုံမှန်တိုင်းပဲဇယောက်ပဲလက္ခဏာမှုလို့အတန်းကျင်ညာပေးရတယ်လူပြည့်တတ်တဲ့အတွက်အဲ ချက်ကတော့ကိုက enroll လုပ်မယ်လို့စီစဉ်ထားလို့ရှိလို့ရှင် messenger မှာတခါတယ်အာဒီ enroll လုပ်ထားစိတ်ချင်ပါတယ်အဲ့တော့အဒီနေ့အတိတ်ကပြောချင်တာကတော့ IELTS reading မှာ band score အမြင်ရဖို့ပေါ့နော် band score မြင်မြင်ရဖို့ IELTS နဲ့ပတ်သက်ပြီး reading နဲ့ပတ်သက်ပြီးတော့ A to Z သိဖို့ဆိုလို့ရှင် sub skill တွေ အတိအကျတေချာလေးအပြင်စင်ထားတဲ့ subscale တွေတေချာလေး train နေမယ်ကျေရရဲ့ reading IELTS reading surface course ကိုစကား platform ပေါ်မှာတက်လို့ရနေပြီဆိုတာလေးကိုပြပြပေးစင်တာပါအဲ့ဒါကြောင့်မို့လို့ချေပြောထားတဲ့အဲဒီ share လုပ်ပေးထားတဲ့ lessons တွေကိုကြည့်ပြီးတော့ကိုတေချာလေးလိုက်လုပ်မယ်ဆိုလို့ရှိရင်ကိုမှလည်းလိုအပ်တဲ့ language ရှိမယ်ဆိုလို့ရှိရင်ကိုရဲ့လိုအချင်တဲ့ IELTS ban reading မှာ ban score အမြင်ကရအောင်ရပါလိမ့်မယ်